်မင်္ဂလာပါရှင် ရှယ်ကောင်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့နိုင်ငံဝင်နဲ့တက္ကသိုလ်အောက်မြန်မာပြည်အရာတန်းအခြေခံတင်တဲ့အမှတ်စဉ်244တင်တဲ့ဆင်မွေကျင်းပတဲ့သတင်းဖြစ်ပါတယ်အရာတန်းအခြေခံတင်တဲ့အမှတ်စဉ်244ရဲ့တင်တဲ့ဆင်ကွန်ပျူစီးပြအခမ်းအနားကိုရှယ်ကောင်နိုင်ဒေသကြီးလဲကူမျိုးနဲ့နိုင်ငံဝင်နဲ့တက္ကသိုလ် အောက်မြန်မာပြည်ရှိစည်ရီးပြကွင်းတွင်ဒီဇင်ဘာ၄ရက်နေ့နေ့ရှင်းနိုင်ကကျင်းပရာတင်းနှင်းစင်းတက်ခွဲကဘာမောခချုပ်အားအလေးပြုပြီးနောက်နိုင်ငံတော်လန်အားအလေးပြုကြပါသည်အခမ်းအနားတွင်ဘာမောခချုပ်ကတင်းနှင်းကာလာတွင်ဆွေးရရှိသူများကိုဆုများချီးမြှင့်ရာတင်းနှင်းသားဆံပြားစုကိုတင်းနှင်းသားအမှတ်၁၁၈ဦးအောင်နေစောဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးစီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား၎င်းတင်းနှင်းသူဆံပြားစုကိုတင်းနှင်းသူအမှတ်၅၉ဒေါ်လင်းနေအေဦးစီးအရာရှိတနင်္လာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နာအားလကောင်းစာပေထူးချုံစုကိုတင်နန်းသူအမှတ်68ဒေါခင်ခင်တီဦးစီးအရာရှိဘကူတိုင်းဒေသကြီးထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအားလကောင်းတနက်ပြည့်ထူးချုံစုကိုတင်နန်းသားအမှတ်138ဒုတိယရဲမှုဝင်းမင်ထွန်းမြန်မာနိုင်ငံအားလကောင်းစီးပြထူးချုံစုရရှိသူများနှင့်တင်နန်းဆင်အားလက်မှတ်များကို၎င်းချီးမြှင့်ပါတယ်။အဒီနောက်တင်နန်းဆင်မိကုံပြောကြားကတင်နန်းဆင်မွေခန္ဓာသူနိုင်ငံဝန်ထမ်းတက္ကသိုလ်အောက်မြန်မာပြည်မှဒုတိယဘာမခချုပ်များဌာနကြီးမှုများ ပမောက္ခပညာဌာနမှုများဆရာဆရာမများဝင်ကြီးဌာနများနဲ့အဖွဲ့အစည်းတည်တည်မှသင်တန်းသား96ဦးသင်တန်းသူ105ဦးစုစုပေါင်း102ဦးတက်ရောက်ကြောင်းနဲ့သင်တန်းကာလမှာစက်တင်ဘာ8ရက်မှဒီဇင်ဘာ3ရက်ထိဖြစ်ကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့လာတာပါ